ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်အရှိန်ပြင်းလာတာကိုမလိုလားလို့တိုမာဟော့ဒုံးကြီးတွေမထောက်ပံ့မီယူကရိန်းကအဆိုပါဒုံးကြီးတွေနဲ့ပတ်သက်လို့ဘလို့စီစဉ်ထားတယ်ဆိုတာကိုသိရှိလိုတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ဥရောပတိုင်းပြည်တွေကတဆင်ယူကရိန်းကိုပေးပို့မဲ့တိုမာဟော့ဒုံးကြီးတွေရောင်းချပေးဖို့ယူကရိန်းသမ္မတဇလန်စကီကအမေရိကန်နိုင်ငံကိုတောင်းဆိုခဲ့ပါတယ်။တိုမာဟော့ဒုံးကြီးတွေဟာအကွာအဝေးမိုင်1550အထိရောက်ရှိနိုင်လို့ ယူကရိန်းကနေမော်စကိုမြို့တော်အထိပြစ်ခတ်နိုင်ပါတယ်အမေရိကန်နိုင်ငံကရုရှားအတွင်းပိုင်းထိပြစ်ခတ်နိုင်တဲ့တာဝေးပြည့်ဒုံးကျည်တွေကိုယူကရိန်းကိုထောက်ပံ့မှာကရုရှားရဲ့အမေရိကန်နဲ့ဆက်ဆံရေးပျက်စီးသွားစေနိုင်တယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကတနင်္ဂနွေနေ့မှာရုပ်သံဖိုင်တစ်ခုတွင်ပြောကြားခဲ့ပါတယ်။ယူကရိန်းကိုတိုမာဟော့ဒုံးကျည်တွေထောက်ပံ့မှုဆုံးဖြတ်ထားပါသလားလို့အင်ဖီရိုမာသတင်းတောက်တွေကမေးမြန်းခဲ့ရာအဲ့ဒီကိစ္စပေါ်ဆုံးဖြတ်ချက်တရချထားတယ်လို့ ဒေါ်နယ်ထရန့်ကဖြေချခဲ့ပါတယ်။ယူကရိန်းကတိုမာဟော့ဒုံးကျည်တွေကိုဘလို့လုံမလဲဆိုတာကျွန်တော်သိကြပါတယ်။ကျွန်တော်ဒီမေးခွန်းမေးလို့ပါတယ်။စစ်ပွဲအချိန်ပြင်လာတာကိုကျွန်တော်မလိုလားပါဘူးလို့သူကဆိုပါတယ်။ရုရှားနဲ့ယူကရိန်းဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်အပြန်အလှန်တိုက်ခိုက်မှုတွေအချိန်ပြင်လာလို့အရသာတေကျေထိခိုက်မှုတွေတိုးလာခဲ့ပါတယ်။တရုတ်ရဲ့ထိုင်ဝမ်ကိုသိမ်းယူမှုကအမေရိကန်ကျိုးစီးပွားတွေကိုချိန်ချောက်စေုံသာမက နိုင်ငံတကာစင်မြစ်မှာတရုတ်ကိုအမေရိကန်နဲ့ရှင်ပြိုင်မှုရဲစေးတင်ပေးမှုဖြစ်စေမယ်လို့ထိုင်ဝမ်သမ္မတလီချင်တေးကအင်တာဗျူးတစ်ခုမှာပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဒီလနှောင်းပိုင်းတောင်ကိုရီးယားမှာကျင်းပမဲ့ APEC ထိပ်သီးဆွေးနွေးပွဲမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံနိုင်ပါရယ်ရှီကျင်းဖင်ဘာလုပ်တယ်ဆိုတာကိုအာရုံစိုက်ဖို့ဒေါ်နယ်ထရန့်နဲ့တွေ့ဆုံဝင်ရရင်အကြံပေးမယ်လို့လီချင်တေးကပြောပါရယ်ရှီကျင်းဖင်ဟာထိုင်ဝမ်ရေလက်ကြားမှာဆေးရေးလေ့ကျင့်မှုတွေပိုလုံလာရုံသာမက အရှေ့တရုတ်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်မှာဆင်းရဲတိုးချဲ့နေတာကိုအာယုံဆိုင်ဖို့ကျွန်တော်ကဒေါ်နယ်ထရန့်ကိုအကြံပြုပါမယ်လို့သူကဆိုပါတယ်။တရုတ်နိုင်ငံရဲ့ဆေးရုံရှားမှုတွေပိုပြီးပြုလုပ်လာမှုက ထိုင်ဝမ်အတွက်သာစိန်ခေါ်မှုတစ်ခုမဟုတ်ဘူးလို့၎င်းကဆက်ပြောပါတယ်။ထိုင်ဝမ်သိမ်းပိုက်ခံရရင်တရုတ်ကနိုင်ငံတကာဆင်မြင့်မှာအမေရိကန်နဲ့ရှင်ပြိုင်မှုပိုပြီးအားရှိကဒေတာရင်းတည်ငြိမ်မှုကိုထိခိုက်စေပါမယ်လို့လီချင်တေးကပြောပါတယ်။တရုတ်ကထိုင်ဝမ်ကိုသိမ်းပိုက်ရင် အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတန်ရောက်စေပါလိမ့်မယ်။သမရရနယ်ထရန်ကအာရှပစိဖိတ်ဒေသမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုဆက်ထိမှုကျွန်တော်မျှော်လင့်ပါတယ်လို့သူကဆိုပါတယ်။လီချင်တေးကတရုတ်ရဲ့ချုပ်ချာအာဏာပိုင်မှုပြောဆိုချက်ကိုပယ်ချခဲ့ပြီးထိုင်ဝမ်ပြည်သူတွေကသာထိုင်ဝမ်ရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တယ်လို့ပြောပါတယ်။တရုတ်နိုင်ငံကလီချင်တေးကိုခွဲထွက်ရေးသမားလို့ခေါ်ဆိုပြီးသူ့ရဲ့ဆွေးနွေးဖို့ကလန်ချက်တွေကိုထပ်တလဲလဲပယ်ချခဲ့ပါတယ်။